ဘာမှပြောစရာမလိုအောင်ပြည်စုံတဲ့ကားလိုတော့ပြောရမလို့ဖြစ်နေပြီပေါ့နော်ကျွန်တော်ကအစကဒီကောင်ခုံနှစ်တန်းထင်တာမဟုတ်ဘူးခုံသုံးတန်းဖြစ်နေတယ် off road ကားကောင်မှာ Jura Mu off road ကားလေးဖြစ်တယ်ပေါ့နော်နောက်ဖက်ရောက်တဲ့အခါမှာကျွန်တော်ပြောစရာတခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီကားကတထဲစီးတဲ့ကားအားလုံးပဲမင်္ဂလာပါဗျာအဲဒီတစ်ခေါက်မှာတော့ကျွန်တော်ကဒီတပွဲလုံးမှာကျွန်တော်ရဲ့အကြိုက်ဆုံးကားလေးတစ်စီးနဲ့မိတ်ဆက်ပေးကြပါလေအဲဒီကားလေးကတော့ကျွန်တော်အခုလက်ရှိဘေးမှာမြင်နေရတဲ့ Dancer BX ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် အဲတကယ်တမ်းတော့ဒီကောင်ကဒန်ဆာဘူးမှာလာပြထားပင်မဲ့ဒန်ဆာလို့လည်းနာမည်တက်ထားပင်မဲ့ဒီကားလေးကတော့ဒန်ဆာတော့မဟုတ်ဘူးသူရဲ့တကယ် brand sick ကတော့ fan jam ပေါင်ပေါ့နော်ဒီမှာ logo ကြည့်ရင်လည်းသိတာလေဒါ fan jam ပေါင်ရဲ့ logo လေးဖြစ်တယ်အဲဘာဖြစ်လို့ဒီပေါ့နော်ဒီ fan jam ပေါင် brand ကိုဒီဒန်ဆာမှာလာပြထားရလဲဆိုတော့သူတို့ကဒီပေါ့နော် BYD တို့ဒန်ဆာတို့ fan jam ပေါင်တို့ကကုမ္ပဏီတစ်ခုအောက်ထဲမှာပဲရှိတာဖြစ်တဲ့အတွက်ဒီတစ်ခေါက်မှာဆိုလို့ရှိရင်သူကဒန်ဆာဘူးမှာပွဲထုတ်ထားအခြင်းမဖြစ်တယ်အဲ့တော့ဒီကားရဲ့ design ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကားက low ကကား body heavy နဲ့ ွားကြွားရရှိတယ်ပြီးတော့ဒီကောင်က plug-in hybrid plug-in hybrid ကိုမှ super hybrid system နဲ့ပါတယ်နောက်ပြီးလို့ရှိရင်ဒီကောင်က off-road ကအစစ်ဖြစ်တယ် off-road ကားကိုမှ Duramu off-road ကားလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကားလေးရဲ့ design ကိုကြည့်အောင် ဒီကားလေးကတော့ဒီဇိုင်းပိုင်းနဲ့ပတ်သက်လာရင်အများကြီးပြောကြရမလို့ဘူး off road ကားပြီးပြီးလုံးဝခန်းခန်းထဲထဲကြီးကြီးမားမားရှိတယ်ဒီဇိုင်းလမ်းခွဲဆိုလို့ရှိရင်လည်းချိုးထားတာကကျွန်တော်တို့ပုံမှန်ပေါ်တော့ jeep တို့တန်ဘုံကားတို့ကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းဒီကားလေးကဒီဇိုင်းကအရင်ဘယ်လိုပြောရမလဲအရင်စိမ့်တဲ့ဇိုင်းတော့မဟုတ်ဘူးသူ့ရဲ့ body cut line တွေဆိုလို့ရှိရင်လည်းသူက၄တောင်းဆက်ဆက်ဘက်ကိုသွားတဲ့ပုံစံမျိုးလေးပါရှိတယ်ပြီးရင်သူ့ရဲ့အရှိမပေါ့ဖွဲ့စည်းတိဆောက်ပုံဆိုလို့ရှိရင်လည်းမိုက်တယ်ဒီမှာသူက projector light ကြီးလောဝ heavy heavy ဦးမှာအတွင်းထဲမှာဆိုလို့ရှိရင်သူက bench တိုင်နဲ့ projector light နှလုံးအဲ့ဒီမှာမှာ data running light ကုတ်ပြီးတော့မှဒီမှာ data running light တွေကို design ဖော်ပေးထားတယ်သူရဲ့အရှိပိုင်း design မှာဆိုလို့ရှိရင်လည်းသူကဒီမှာအရှိမှာဆိုလို့ရှိရင်ကျွန်တော်ဒီ camera တစ်လုံးပါမယ်ပြီးလို့ရှိရင်သူကအောက်မှာသူကနောက်ထပ် camera တစ်လုံးထပ်ပါတယ်အောက်မှာဆိုလို့ရှိရင်လည်းပပတ်လဲ sensor က6လုံးပါတယ်ပြီးရင်ဒီမှာ fog light လေးပေါ့နော် fog light လေးဆိုလို့ရှိရင်လည်းဒီမှာ design လေးမှာပုံဖော်ပေးထား mic တယ်ပြီးလို့ရှိရင်သူက color တုံးအစတေချာလေးခွဲပေးထားတယ်ဒီကားလေးက2 tone ဖြစ်တယ်အပေါ်ကအမဲအောက်က server လေးပေါ့နော်အဲ့ဒါလေးကိုမှ color 2 tone လေး ခွဲပေးထားတာကိုတွေ့ရတယ်ပြီးလို့ရှိရင် तू က Evans ဆိုလို့ရှိရင်လည်း तू က degree ကနေမှပြန်ထွက်လာပြီးလို့ Evans design တွေပေးထားရလေးရတယ်အရန်မိုက်တယ်အောက်မှာဆိုလို့ရှိရင် off road car ဖြစ်တာဖြစ်တဲ့အတွက် ground clearance ဆိုလို့ရှိရင်လည်းအမြင့်ဆိုတဲ့အနေအထားမှာရှိတယ်အဲ့တော့ဘေးဘက်ကြည့်ရအောင်ဒီ DVR camera တွေ black box တွေကလည်း auto ပါပြီးသားဖြစ်တယ်အဲ့တော့ဒီဘက်ဘေးကိုကြည့်ရအောင် ဒီဘက်ဘေးမှာဆိုလို့ရှိရင်သူ့ရဲ့ပေါ်တော့ဒီမှာ ring side ပေါ့နော်။သူကကားကြီးကလည်းလုံးဝအကြီးဖြစ်တယ်လို့ ring side ဆိုလို့ရှိရင်လည်းသူက ring side ကို21ကိုသုံးမိထားတယ်။တာယာကတော့ Michelin တာယာနဲ့ပဲ။ပြီးလို့ရှိရင်ဒီတာယာနဲ့ဒီကြားထဲမှာလည်းသူက space ကတထွားမပြည့်တပြည့်လောက်ကိုလွတ်တဲ့အနေထားလေးမှာရှိတယ်။ပြီးရင်သူကဒီပေါ်တော့360 camera တွေကလည်းနေရာတော်တော်များများမှတွေ့ရတယ်။ဒီမှာဆိုလို့ရှိရင်လည်း camera ပါမယ်။ဒီမှာလည်း camera ပါမယ်။ပြီးလို့ရှိရင်ဒီမှာလည်း camera ပါမယ်။ဒီကောင်က BYD ရဲ့ sub brand တွေဖြစ်တာဖြစ်တဲ့အတွက် NFC sensor လေးကလည်းဒီမှာပါပြီးတော့ NFC sensor နဲ့အဖွင့်အပိတ်လုပ်လို့ရမယ်။ဘမ်းမှာ ဆိုလို့ရှိရင်လည်းကျွန်တော် blind spot detector တွေပါမယ်ပြီးရင်နောက်ထပ်ထူးခြားတာကဒီအောက်မှာသူက projector light တစ်ခုပါပြီးတော့အောက်မှာသူ့ရဲ့ logo လေးဖြန့်ထားလို့ရအနေသာရှိတယ်အဲ့ဒီအပြင်ကိုသူကဒီအောက်မှာဆိုလို့ရှိရင်လည်း sensor ပါတစ်ခုထည့်ပေးထားတယ်အဲ့အလေးကလည်းမိုက်တယ်ပြီးတော့ဒီကောင်က off road ကားပြီးပြီးအောက်မှာခြေတင်လေးလည်းတစ်ခါလည်းထည့်ပေးထားတယ်လက်ရှိမှာတော့ကျွန်တော်တို့ကဒီကားကလည်းလူကြိုက်တော်တော်များဖြစ်တဲ့အတွက်လူကြီးရဲ့လူလည်းတော်တော်လေးများနေတယ်။အောက်မှာဆိုလို့ရှိရင်လည်းခြေတင်လေးထည့်ပေးထားတယ်ပြီးတော့မှတကားကလည်းကျွန်တော်တို့ flash show handle ဖြစ်တဲ့လက်ကင်ပြောက် design လေးဖြစ်တယ်။နောက်ပါကြည့်အောင် ည်းတော့တိခံ။ဘာလို့ဆိုတော့ပွဲဆိုလူအားများဒီကတော့လူကြိုက်များအကားမှာပါတယ်။ပြီးလို့ရှိရင်ဒီမှာတော့ကျွန်တော်ခြာညံပေါ့ပေါ့နော်ခြာညံပေါ့ဆိုလို့ရှိရင်ဒီကောင်က GPT နဲ့လာတာ။ဟိုဘက်မှာတော့အပေါက်တစ်ပေါက်ပါတယ်။အဲကောင်ကတော့ CP ရမှာဖြစ်တဲ့အတွက် C ပေါက်လေးပါတယ်ပေါ့နော်။နောက်ပါဆက်ကြည့်ရအောင်။ Okay အနောက်ဘက်ကတော့လက်ရှိတကားဖွင့်တာတော့ကျွန်တော်တို့အတွင်းပိုင်းကာကိုစပိတ်နေပဲပြောအောင်ဒီကောင်ကကျွန်တော်ကအစကဒီကောင်ခုံနှစ်တန်းထင်တာ မဟုတ်ဘူးခုံသုံးတန်းဖြစ်နေတယ်ဒီကောင်ကခုံသုံးတန်းကားဖြစ်တာဖြစ်တဲ့အတွက်နောက်ဘက်ကာကိုစပေးရတော့တထွာကြော်ကြော်လေးပဲလွတ်တယ်မရှိသလောက်နှီးပါတော့နဲတယ်သူကဒီအောက်မှာဆိုလို့ရှိရင်တော့ကျွန်တော် 2k အတွက်ကို slot လေးထည့်ပေးထားတယ်တကယ်လို့မလိုအပ်ဘူးဆိုလို့ရှိရင်တော့ဒီခုံကိုခောက်ပြီးတော့ဒီကောင်ကိုကာကိုစပေးအဖြစ်အသုံးပြုမှာဆိုလို့ရှိရင်တော့အနောက်ဘက်ကာကိုစပေးရတော့တတော်လေးကြဲကြဲဝန်းရှိရလို့ပြောလို့ရတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော် AC output ထုတ်လို့ရမယ် power socket လေးကိုတစ်ခါလည်းထည့်ပေးထားတယ်ဒီနောက်မှာဆိုလို့ရှိရင်လည်းထိုင်ကုန်တွေကို adjustment လုပ်လို့ရအောင်ထိုင်ကုန် motor အတွက်ကိုလည်းခလုတ်လေးတစ်ခါလည်းထည့်ပေးထားတယ်ဓာတ်ပြင်ကိုဒီကောင်ရဲ့စာ subscription အနေအမြင့်အတွက်ကိုလည်းဒီမှာတခါလဲ subscription အနေအမြင့်တခါလဲခလုတ်ကိုထည့်ပေးထားတယ်အဲ့ဒီအောက်မှာမှာဘာဖြတ်ပါလဲဆိုတော့12 volt socket ကို181နဲ့တခုထပ်ပါလာတော့တွေ့ရတယ်အနောက်ပိုင်း space ကတော့ဟိုဒီကောင်ခောက်လိုက်မယ်ဆိုလို့ရှိရင်တော့အကျယ်ကြီးပဲဒီကောင်မခောက်ဖဲနဲ့သွားမယ်ဆိုလို့ရှိရင်တော့နောက်ပိုင်း space ကမရှိသလောက်နေတယ်အဲ့တော့ကျွန်တော်တို့ဒီအနောက်ဖက်လေ့ကြည့်ရအောင်အာစီးရနေတော့ဝင်ကြည့်မို့မနေ့ဟို မနေ့တုန်းကဒီကောင်ရဲ့တကားရဲ့ဝိတ်ကလည်းစီးတယ်ပြီးတော့ तू က spare wheel duffel ပါလာပြီအဲဒီမှာကကျွန်တော်တို့ဒီ fan jump ပေါအောင် fan jump ပေါအောင် तू ကပေါအောင် x ဆိုပြီးတော့ပြော b8 တော့မဟုတ်ဘူးနော် तू က fan jump ပေါအောင်ပါဆိုလို့ရှိရင်ပေါအောင် x ဆိုပြီးတော့ပါတယ်အဲ့တော့ပေါအောင်ဆိုရဲ့ logo လေးရယ်ပြီးတော့ x ဆိုတဲ့ဟာလေးရယ်အဲ့တော့ဒီဘက်မှာနောက်တစ်ခုပါလဲဆိုတော့ तू က dmo ဆိုတာပါတယ် DMO ဆိုတာဘာလို့လဲဆိုတော့ကျွန်တော် Juramu Offroad ဆိုတဲ့ထိပ်ပဲပေါ့နော်ဒီကောင်က Juramu Offroad Offroad ကိုမှ Juramu ရရဆိုတဲ့သဘောလေးနဲ့ DMO ဘာတခါရဲ့ထည့်ပေးထားတယ် နောက်ပြီးရင် तू อ่ะဒီနောက်မှာဆိုလို့ရှိရင်လည်းကင်မရာတွေအများကြီးပဲဒီမှာကင်မရာတစ်လုံးဒီမှာကင်မရာတစ်လုံးဒီအောက်မှာကင်မရာတစ်လုံးကင်မရာကြီးပဲဒီအနောက်မှာစုစုပေါင်းတစ်လုံးဒီအောက်မှာပါအောင်မလားမသိဘူးမပါတော့ဘူးအောက်မှာတော့ကင်မရာမပါတော့ဘူးပြီးတော့အနောက်ဘက်မှာဆိုလို့ရှိရင်လည်းအနောက်ဘက်စန်စာ6လုံးလောက်ထည့်ပေးထားတယ် သူရဒီဘက်ပေါ်တော့နောက်ဖက်မီရန်စတိုင်ဆိုလို့ရှိရင်လည်းမိုက်တယ်ဗျာသူနောက်ဖက်မှာမီးသီးလှုပ်ပေးထားတဲ့ပုံစံကကျွန်တော်မြန်မာကနန်းတစ်ပုံစံလေးကိုမှအแทဲမှာပတ်တန်ဖော်ပေးထားတဲ့ပုံစံလေးအားမိုက်တယ်နောက်ဖက်ကရှိရင်ဒီကားကတော်တော်လေးကိုကြောကြောရရနဲ့ခန့်ခန့်တယ်တယ်ရှိရဲ့ကားလို့ပြောလို့ရတယ်ဒီမှာဆိုလို့ရှိရင်ဖန်ဂျမ်ပေါ်ရဲ့ logo လေးကိုတခါလဲထည့်ပေးထားတဲ့အနေထားရှိတယ်ကျွန်တော်အတွင်းနဲ့တော့ကြည့်အောင်ဝါအတွင်းနဲ့ရောက်သွားတဲ့အခါမှာလေဘာပြောရမှန်းမသိအောင်ကိုစွန့်အာသွားတယ်တကယ်ကိုလေ တအားမိုက်လုံးနဲ့ကြာဖွဲ့စည်းတိဆောက်ပုံကလေတော်တော်လေးကိုမိုက်တယ်ဆိုတော့အနေထားလေးရှိတယ်ပြောစရာကြီးကလည်းအရန်များသွားပြီပေါ့နော်ကျွန်တော်ပထမဆုံးဒီမှာထင်းထင်းရှားရှားပြောရမှာတော့ဒီအလဲစန်တာကွန်ဆိုးကြီးပေါ့နော်အလဲကွန်ဆန်တာကွန်ဆိုးမှာဆိုလို့ရှိရင်သူ့ရဲ့ဖွဲ့စည်းတိဆောက်ပုံကတအားမိုက်တယ်ကြာဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီပေါ့နော်ဒီဘွာလက်ချာချာကိုကျွန်တော်51နဲ့ကိုနှစ်နေရထားထားတယ်အဲ့ဒီရဲ့ဒီအရှိမမှာကျွန်တော်တို့ကဒီဒီဘယ်လိုပြောမလဲအဲကွန်လေးပေါက်တွေထားထားတယ်အလဲမှာသူ့ရဲ့ logo လေးကို 3D ဖောင်းကျွမ်းပုံစံလေးနဲ့လုပ်ပေးထားတာလေးကအရန်မိုက်တယ်ပြီးရင်သူ့ရဲ့ gear style ဟာ gear and style ဆိုလို့ရှိရင်လည်းလုံးဝမိုက်တယ်ကြာ parking ကိုကြာတော့အလဲမှာခလုတ်လင်းနေပဲထားတာ gear and style လေးကအရန်ကိုမိုက်တယ်ဒီဘက်ဘေးမှာဆိုလို့ရှိရင်ဘာဒီပါလဲဆိုတော့ကျွန်တော် off road car ပြီးပြီးကျွန်တော် 2v 4v chain နဲ့ဟာမျိုးလေးတွေ ပါလာပြီဒီအောက်မှာဆိုလို့ရှိရင်လည်းသူခလုတ်ထားတဲ့ style လေးတွေကမိုက်တယ်အဲဒီမှာဆိုလို့ရှိရင်အချက်ပြမီးတွေဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီ Yoyo EV chain တာလေ HEV chain တာမျိုးတွေပါလာမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ four wheel low chain တဲ့ဟာမျိုးလေးတွေပါလာမယ် media control လေးတွေပါလာမယ်ပြီးလို့ရှိရင်ကျွန်တော် climate control ကိုဆိုလို့ရှိရင်လည်းဒီမှာ key နဲ့လုပ်ပေးထားတဲ့ style မျိုးလေးတွေပါလာမယ်အဲ့ဒါလေးကဒီဖွဲ့စည်းတိစောက်ပုံလေးကသူ့ဘာနဲ့သူမေယာချထားတဲ့အထာလေးက အရန်မိုက်လွန်တယ်ဒီအတွင်းထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကပ်ဖိုရာလေးနှစ်ခုပါမယ် Emirates ရဲ့အတွင်းထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကရေခဲတက်တာအသေးစားဖြစ်သွားပြီဒီရေခဲတက်တာအသေးစားကိုဘာလို့လုပ်ရသလဲဆိုတော့ temperature adjust လုပ်လို့ရတယ် temperature adjust လုပ်ဖို့အတွက်ကိုလည်းဒီမှာအရှိမခလုတ်လေးထားထားပေးတာလေကျွန်တော်တို့ဒီအတွင်းထဲကဒီလေဘောနော်ဘယ်လောက်ထိဒီ temperature ထားခြင်းလဲဆိုတဲ့ဟာကို adjust လုပ်လို့ရတဲ့ပုံစံမျိုးလေးကိုလုပ်ပေးထားတယ်ဒီအပေါ်မှာသုံးထားတဲ့ leather တက်ချရင်ဆိုတာပျော်ရစရာမရှိဘူးကန်လိုက်ရတဲ့ hand feeling တွေကအရန်မိုက်လွန်တယ်လဲဒါကြိုးကြုတ်ကိုကန်လိုက်ရတဲ့ feeling တွေကအရန်မိုက်တယ်ပြီးလို့ ရှိရင် तू က display ဆိုလို့ရှိရင်လည်း၃ခုဒီဘက်မှာ digital cluster အလယ်မှာက infotainment screen ဒီဘက်မှာက entertainment screen ပေါ့နော်ဒီဘက်လူအတွက်ကို entertainment screen လည်းတက်တက်ပါတယ်ဒီမှာ HUD display လည်းပါတယ် center speaker လည်းပါတယ်ရုပ်သမျှအကုန်ပါနေရဗျာထိုင်ကုန်ပါဆိုလို့ရှိရင်လည်း sea border လေး sea heater လေး sea cooler လေး sea mat set တွေအကုန်ပါတယ်ပြီးလို့ရှိရင် तू ကအတွင်းထဲမှာဆိုလို့ရှိရင်လည်းအတွင်း black box camera ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမသုံးကြည့်ဘူးဆိုလို့ရှိရင်လည်းအဖွင့်အပိတ် လုပ်လို့ရတယ်။ဘမ်းမတ်မှာဆိုလို့ရှိရင်လည်းကျွန်တော်က default ဘမ်းမတ်လည်းသုံးလို့ရတယ်လို့ကျွန်တော်ဟိုအနောက်ဘက်ကကင်မရာ view ကိုလည်းယူလို့ရတဲ့အနေအထားမျိုးလေးရှိတယ်။နောက်ပြီးရင်နောက်ထပ်သဘောကျဖို့ကောင်းတာသူ့ရဲ့တကားဖွဲ့စည်းတိစောက်ပုံ။သူ့ရဲ့တကားဖွဲ့စည်းတိစောက်ပုံဆိုလို့ရှိရင် design ပိုင်းနဲ့ပတ်သက်ပြီးပြောမလား။အရင်မိုက်တယ်။သုံးထားတဲ့ material ရဲ့ quality ပြောမလား။တော်တော်လေးမိုက်တယ်။ပြီးလို့ရှိရင်သူ ambient light ထဲမြုပ်ထားတဲ့ style အစားအဆင်ပြေတယ်။ဒီမှာမှန်တင်မှန်ချတွေမှန်လော့တွေမှန်ချိန်တွေ design သွားတာလေးတွေ ပြီးရင်တကားဝင်းတဲ့စတိုင်ကစဘသူနဲ့မှမတူဘူးဒီနားလေးမှာခက်လုတ်လေးနဲ့တကားဖွင့်ရတဲ့ပုံစံမျိုးလေးကိုလှုပ်ပေးထားတယ်ပြီးရင်စီရတိုင်ပေါ့နော်စီရတိုင်ဆိုလို့ရှိရင်လည်းလဲတာကြိုးကြုပ်လေးကိုတုံးပေးထားတယ်ဒီဘက်မှာဆိုလို့ရှိရင် crew control crew control adaptive ဖြစ်သွားပြီးဒီဘက်မှာ media control ပါမယ်ပြီးလို့ရှိရင်ဒီအောက်မှာပေါ့နော်ဒီအောက်မှာ tan လေးမှာသူက roll လေးနှစ်ခုပါတယ်အဲ့ roll ကဘာလဲဆိုတော့ဒီဘက် roll ကကြတော့ကျွန်တော် driving မှုချိန်တာဒီဘက် roll ကကြတော့ driving မှုကိုမှ off road driving မှုကိုပြန်ချိန်တဲ့ဟာမျိုး အဲ့လိုမျိုးသူကမူ driving move ကိုလည်းခွဲပေးထားတဲ့အနေထားလေးမှာရှိတယ်ပြီးလို့ရှိရင်ထိုင်ကုန်ပေါ့နော်ထိုင်ကုန်ဆိုလို့ရှိရင်ထိုင်ကုန်မှာတုံထားတဲ့ဒီပေါ့နော် leather quality လေးတွေကအားမိုက်တယ်ပြီးရင် sound system ဆိုလို့ရှိရင်လည်း तू ကဒီမှာ speaker ဆိုလို့ရှိရင်ဒီမှာအကြီးသလုံးဒီမှာအသေးသလုံးဩစုံနေရပဲပြောရမယ်ဆိုလို့ရှိရင်ဒီကားအကြောင်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်နေ့တစ်ဝက်လောက်ကြိုးသွားလောက်တယ်ပြီးရင် तू ကဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီကောင်က panorama sunroof ဖြစ်တာဖြစ်တဲ့အတွက် sunroof sunshade အဖွင့်အပိတ်တွေအကုန်လုံးကဒီမှာပါတယ်ဒီကားကိုပြောရမယ်ဆိုလို့ရှိရင်ဒီကားမှာပြစ်ချက်ကမရှိသလောက်နှဲတယ် ဘာပြောမလဲအကုန်မိုက်တယ် material ဘိုင်းလားမိုက်တယ် performance ဘိုင်းလားမိုက်တယ်အကုန်လုံးဘာမှပြောစရာမလိုအောင်ပြည်စုံတဲ့ကားလိုတော့ပြောရမလို့ဖြစ်နေပြီပေါ့နော်အဲ့တော့ကျွန်တော်နောက်ဘက်တော့ကြည့်ရအောင်ကျွန်တော်နောက်ဘက်ရောက်ပြီပေါ့နော်နောက်ဘက်ရောက်တဲ့အခါမှာကျွန်တော်ပြောစရာတခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီကားကတထေးစီးတဲ့ကား လောဝါလက်ဇရီဗိုက်ကိုအပြည့်အဝခံစားနိုင်တယ်ဒီအောက်မှာတုံထားတဲ့လက်တာကွာလက်ဒီကလည်းအရန်မိုက်တာဖြစ်တဲ့အတွက်တကယ်ကိုတက်တောင့်တက်တာနဲ့ AC စီးလို့ရတဲ့ကားမျိုးဖြစ်တယ်ဒီနောက်ဖက်မှာဆိုလို့ရှိရင်လည်းထိုင်ကုန်ကစီမော်တာတွေစီဟီတာတွေအစပါလာပြီနောက်ပြီးရင်နောက်ထပ်သဘောကျတာဘာလဲဆိုတော့ဒီမှာ air con နေ control လုပ်ရတဲ့ပုံစံလေးကဒီမှာတော်တော်လေးကိုမိုက်တယ်ဒီမှာဆိုလို့ရှိရင်ထိုင်ကုန်အပူအအေးတွေချိန်တဲ့ဟာမျိုးတွေလည်းပါလာပြီး air con adjustment တွေလည်းပါလာပြီးပြီးလို့ရှိရင်ကျွန်တော် media control တွေပြီးလို့ရှိရင်မှန်တယ်မှန်ချတွေတကားတွေအကုန်လုံးအတွက်ကို control ကိုဒီမှာနှစ်ခုပြန်ထည့်ပေးထားတယ်အဲ့ဒါကြီးကလုံးဝအစားကြီးပါတကယ် ယ်ကိုမိုက်တယ်လုံးဝ luxury vibe ကိုလည်းအပြည့်အဝခံစားလို့ရတယ်အနောက်ဘက်ကနေလည်းကားကိုတချို့ function တွေကို control လုပ်လို့ရတဲ့ပုံစံမျိုးလေးကိုတေချာလေးလုပ်ပေးထားတာ အရန်မိုက်တယ်ပြီးလို့ရှိရင်ပေါ့နော်ဒီမှာလက်ကင်တွေဘာတွေအစသုံးပေးထားတဲ့ဟာလေးကမိုက်တယ်ဒီမှာသုံးထားတဲ့ leather quality လေးကအစမဆိုးလို့ပြောရမယ်ဒီမှာဆိုလို့ရှိရင် तू က sound system ကိုဒီနားလေးမှာ design ပြန်ဖော်ပေးထားတာလေးကမိုက်တယ်ပြီးတော့မှ तू က air con လေးဘက်ကိုဒီမှာပြန်ဖောက်ပေးထားတယ်ဒီမှာမဖောက်တော့ဘဲနဲ့ air con လေးဘက်ကိုဒီဘက်ကနေသွားထားပေးထားတယ်ဒီဘက်မှာက तू control လုပ်ဖို့အတွက်ကိုပဲတီးတန့်သုံးပေးထားတဲ့ပုံစံမျိုးလေးနဲ့တေချာလေးလုပ်ပေးထားတယ်ဒီအနောက်ဘက်မှာဆိုလို့ရှိရင်လည်း၃ရောက်စီးခြင်းလည်းစီးလို့ရတယ်ဒါမှမဟုတ်တထေးလို့ AC စီးခြင်းလည်းဆိုလို့ရှိရင်လည်း၂ရောက်သေးဟုတ်တက်တောင့်တက်စီးလို့ရတယ်အနေထားရှိတယ် Amrit ဆိုလို့ရှိရင်လည်းဒီ Amrit emeralds ကိုဆွဲဖွင့်လိုက်ရင်ဒီမှာသူရဲ့ emeralds ဖွဲ့စည်းတိဆောက်ပုံကအစား legendary vibe ကိုအရန်အပြည့်ဝရတယ်ဒီမှာအမ် ဖွင့်လိုက်တော့မှကပ်ဖို့တာထွက်လာတယ်ဒီပေါက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပုံတော့ပုံမှန်စာအုပ်တွေပါထားလို့ရတဲ့အနေအထားမျိုးလေးကို speed လေးတစ်ခုထပ်ထည့်ပေးထားတယ်ဒါလေးက Amras ပုံတော့အနောက်ဘက်မှာဆိုလို့ရှိရင်လည်းတိတ်ပြီး trade rule ပြောစရာမရှိဘူး Lerone နဲ့ Harone နဲ့ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပြီးရင် function ဘိုင်းနဲ့ပတ်သက်လာရင်လည်းတော်တော်လေးစုံစုံလင်လင်ပါတာကိုတွေ့ရတယ်အဲပြီးလို့ရှိရင်တကားဖွဲ့စည်းတိစောက်ပုံဆိုလို့ရှိရင်လည်းကျွန်တော်တို့အရှိမမြင်ရတဲ့အတိုင်းကိုဒီမှာအနောက်မှာမြင်ရဒီအနောက်ဘက်ကကြည့်လို့ရှိရင်ဒီတကားရဲ့ဖွဲ့စည်းတိစောက်ပုံကပို့ပြီးပေါ်တာကိုတွေ့ရတယ်အဲ့ဒါလေးကလည်းမစိုးဘူးလို့ပြောရမှာပဲပုံတော့အနောက်ဘက်ပိုင်းကတော့အရန်မိုက်တယ်လို့ပဲကျွန်တော်ကပြောချင်တယ်အဲ့တော့ဒီကားရဲ့အချက်လက်လေးပြောရအောင် အခုကတော့ဒီကားလေးရဲ့အချက်လက်လေးကိုပြောရမယ်အချင်းရောက်လာပြီပေါ့နော်အဲဒီကားလေးကတော့ plug-in hybrid ဖြစ်တာဖြစ်တဲ့အတွက်ထုံးစံတိုင်းနှစ်ပိုင်းခွဲပြောရမယ်သူ့ရဲ့ battery capacity ကဆိုလို့ရှိရင်လည်း36.8 kWh ရှိတယ်သူ့ရဲ့ battery ကိုအသုံးပြုပြီးသွားမယ်ဆိုလို့ရှိရင်တော့သူသွားလို့ရတဲ့မိုင်က120 km လောက်ထိပဲသွားလို့ရရပေါ့နော်အဲဒါမှမဟုတ်ဘူးကျွန်တော်တို့ဒီ battery ကလည်းအပြည့်ဖြစ်မယ်ကျွန်တော်စီတိုင်ကြီးထဲမှာလည်းစီအပြည့်ရှိမယ်ဆိုလို့ရှိရင်သွားလို့ရတဲ့ driving range က1200 km တိရှိတယ်ပေါ့နော်နောက်ပြီးရင်သူ့ရဲ့ torque ပေါ့နော် ထော့ကတော့ဒီကောင်ကဒီပေါ့နော်ဒီ off road car ဖြစ်တာဖြစ်တဲ့အတွက်ထော့ကတော့တော်တော်လေးမိုက်တယ်860 newton meter တိရှိပြီးတော့ဒီကားလေးက0 to 100ကိုသွားမယ်ဆိုလို့ရှိရင်4.8 second အတွင်းအရောက်သွားနိုင်မှာပဲဖြစ်တယ်ဒါပေမဲ့ဒီကားကကျွန်တော်ခုနပြောတဲ့အချက်လက်တွေကလက်ရှိမှာပေါ်ပြထားတဲ့အချက်လက်အချင်းလေးတွေဖြစ်တယ်ပေါ့နော်ပြီးတော့ဒီကောင်မှာကျွန်တော်တို့ခုပြောဖို့ကြံသွားတာသူ့ရဲ့ engine ပေါ့နော်သူ့ရဲ့ engine power က2.0ကို turbo engine ကိုတုံထားတာပေါ့နော်ကျွန်တော်ခုပြပြခဲ့တဲ့အချက်လက်တွေကတော့ဒီကားလေးအကြောင်းကိုဒီပွဲမှာပေါ်ပြထားတဲ့အချက်လက်အချင်းလေးတွေပဲဖြစ်ပါတယ် ကျွန်တော်ခုတင်ဆက်ပေးခဲ့တာကတော့56ချိန်မြောက်ဘန်ကောက် International Motor Show မှာပြသထားတဲ့ဒန်ဇာရဲ့ဒန်ဇာ V8 လို့ပဲပြောပြောဖန်ရောင်းပေါင်ပေါင်8လို့ပဲပြောပြောပြောလို့ရတဲ့ကားလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ကြာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဘောကျွန်တော် Just Right ကထချုံးပါကဲအားလုံးပဲမင်္ဂလာပါဗျာအဲဒီခေါင်းမှာတော့ကျွန်တော်ကတော့တော့တန်တာနေတော့ရောအားရပါဘူး sorry 3 2 1 go တောက်ရှင်းတာလဲဟုတ်စတိုင်း okay okay ဒီ2 1 go ဒီအလဲဆန္ဒကွန်ဆုံးမှာဆိုလို့ရှိရင်ဟာဆက်ပါလေအားပွင့်ရတော့ဟုတ်ကဲ့ဟုတ်ကဲ့ပြရတယ်။ကြောင်လေးပေါ့နော်။ပေါ့လေ။